ဝန်တန်းလာစာတိုးမြင့်မဲ့ကိစ္စကိုရပ်ပိုင်းအတွင်းပြည်ထောင်စုလွှတ်တော်မှအတည်ပြုချက်ရယူဖို့စီစဉ်ထားတဲ့အကြောင်းပြည်ထောင်စုလွှတ်တော်နာယကသူရဦးရွှေမန်းကဆိုပါတယ်ဥအောင်ကြီးသတင်းပေးပို့ထားတာပါရှင်မလန၂၃နှစ်ကကျင်းပပြုလုပ်တဲ့ပြည်တော်စုလွတ်တော်အစည်းအဝေးမှာလာစာတုံမြင့်တမတ်ပေးဖို့ကိစ္စနဲ့ပတ်သက်ပြီးနိုင်ငံတော်သမလားကပြည်တော်စုလွတ်တော်ကိုတုံဝင်လာပေးဖို့ခဲ့ပါတယ်။အဲ့ဒီတုံဝင်လာကိုပြည်တော်စုလွတ်တော်နာကကပြည်တော်စုလွတ်တော်မှာဖတ်ကြားရှင်းလင်းတင်ပြခဲ့ပါတယ်။တုံမြင့်တမတ်မြည်လာစာစိတ်များအတွက် ပါဏံဝေယာထချက်အားသက်ဆိုင်ရာဘူအဖွဲ့စည်းများပြောင်စုဝင်ကြီးဌာနများတိုင်းဒေသကြီးတို့မှပြည်နယ်ပဏံရံပုံငွေဆင်းတွင်ထည့်သွင်းရထားခြင်းတငယ်တို့မြတ်သမတ်လာစွာစေနှုံတာများအတိပြုနိုင်ရန်နှင့်အမင်းကြောင့်သာထုတ်ပြန်ဆောင်ရွက်နိုင်ရန်ပြည်တော်စုအစိုးရအဖွဲ့အစည်းတို့တင်ပြဆွေးနွေးအတိပြုချက်ရောက်ခြင်း၃လက်ရှိတွင် ထက်စာပိုင်းနဲ့စာပိုင်းခွဲကကြီးနဲ့ခါဝိပါအဆင့်တို့ကိုဆောင်ရွက်ထားပြီးဖြစ်၍စာပိုင်းကအဆင့်ပါတိုးမြင့်တက်မှတ်သည့်လာဇာနှုံတာများအားအတိပြုနိုင်ရန်နှင့်အမင်းကြောင့်သာသာထုတ်ပြန်ဆောင်ရွက်နိုင်ရအတွက်25ရက်3လ2015ရက်တွင်ကျင်းပပြုလုပ်မိပြည်ထောင်စုအစိုးရဖွဲ့စည်းရေး၌တင်ပြဆွေးနွေး၍အတိပြုချက်ရောက်ဆောင်ရွက်ရန်စီစဉ်ထားရှိပါသည်၄ ရညွန်းစာပါဖြင့်ပေးပို့လာမှုနှင့်ဆက်လျင်၍တိုးမြင့်ပြင်ဆင်ပေးမည်လာစွာလုံတာများရာထက်ချက်ရှင်းကို25ရက်3လ2015ရက်တွင်ကျင်းပပြုလုပ်မည်ပြည်တော်စုအစိုးရအဖွဲ့အစည်းအဝေး၌ဆွေးနွေးအတည်ပြုပြီးပေးပို့သွားမည်ဖြစ်ကြောင်းပြန်ကြားပါသည် ပြည်ကရ20ရက်နေ့ကဥစွလာထွန်းတင်သွင်းသောအရေးကြီးဆိုနေဆက်လီပြီးတရှိ30ဆောင်ရနိုင်ရလွတ်တော်နာကမှနိုင်ငံတော်သမ္မတထံသဝန်လောင်ပြဖို့ခဲ့တာဖြစ်ပါတယ်။အဲ့ဒီသဝန်လောင်မှာ2015ခုပြည်ထောင်စုဗန်နံငွေရာသုံးဆရာဥပဒေကြမ်းနဲ့ပတ်သက်ပြီးတိုးမြင့်ပြင်ဆင်ပေးမိလာသာနုံသားများရာသားချက်စီရင်ကို23ရက်3လ2015ရက်နေ့နောက်ဆုံးထားပြဖို့နိုင်ရေးပြည်ထောင်စုအစိုးရတိုက်တွန်းကြောင်းအဆိုကိုပြဖို့ထားတာကြောင့်နိုင်ငံတော်သမ္မတကအခုလိုသဝန်လောင်ပြန်ပို့ခဲ့တာဖြစ်ပါတယ်။ကျွန်တော်အောင်ကြီးပါ။